ရေတွေကနောက်ကျနေမယ်ဆိုလို့ရှိရင်အဲ့ဒီရေထဲမှာဘာတွေရှိတယ်ဆိုတာကိုမမြင်နိုင်ဘူးမသိနိုင်ဘူးတဲ့ဟုတ်လားရေကန်လေးတကန်ရေတွေကဝါကျင်ကျင်နဲ့နောက်ကျနေအနေတွေထားတိန်လားနဲ့လားလည်းမသိနိုင်အဲ့ဒီထဲမှာရှိနေတဲ့ခယူလေးတွေရောက်သွားလေးတွေငားလေးတွေဖားလေးတွေဒါလေးတွေမြင်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဘာလို့ဆိုရေကနောက်နေလို့အဲ့လိုပဲစိတ်ကနောက်ကျနေမယ်နောက်ကမှရာကအစရှိတဲ့နိဝရဏတရားတွေနဲ့ နောက်စိတ်ကနောက်ကျုနေမယ်ဆိုလို့ရှိရင်အဲ့ဒီပုံကောဟာကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းပဲဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမမြင်နိုင်ဘူးတပါးသောသူတို့ရဲ့အကျိုးစီးပွားကိုလည်းဟုတ်သည့်အတိုင်းမှန်သည့်အတိုင်းမမြင်နိုင်ဘူးနောက်သူ့ရဲ့အသိဉာဏ်တွေဟာအဆင့်မြင့်လာဖို့ဆိုတာပိုးတောင်ဝေးသွားတယ်နောက်တရားတို့တရားမြတ်ကိုရဖို့သိဖို့မြင်ဖို့ဆိုတာဘလို့မှကိုမဖြစ်နိုင်ဘူးတဲ့စိတ်တွေညစ်ညစ်ညူးနေလို့ရှိရဟုတ်လားနောက်ကျနေတဲ့ရေထဲမှာဘာတွေရှိတယ်ဆိုတာကိုမမြင်နိုင်တယ်လို့ပဲလို့ဥမာပေးတယ် အဲ့ဒီတုတ်တံမှာတော့စိတ်နောက်တယ်ဆိုတာစိတ်တည်ညစ်တယ်ဆိုတာဘာကိုပြောတာလဲဆိုရင်និဝရဏတရား၅ပါးဝင်ရောက်နှိမ့်ဆက်နေတာကိုပြောတာတဲ့ဟုတ်လားရေကန်ကကြည်လင်တန့်ရှင်းနေမယ်ဆိုရင်တော့အဲ့ဒီရေထဲမှာဘာတွေရှိတယ်ဆိုတာဘုံဘုံတို့လွယ်လွယ်ကူကူမြင်နိုင်တယ်ဒီရေကနဲ့တလားတိမ်တလားသိနိုင်တယ်ထဲထဲမှာတည့်ရွယ်လေးတွေကြာနေလဲမြင်နိုင်တယ်ငားလေးတွေတောင်းနေတာလဲမြင်နိုင်တယ်ဘာဖြစ်လို့တော့ရေကကြည်လင်တန့်ရှင်းနေလို့အဲ့လိုပဲစိတ်တက်ထဲမှာ နိဝရဏတရား၅ပါးကင်းကွာလို့ကြည်လင်တန့်ရှင်းနေပြီဆိုရင်ဒီလိုဟာသူ့ရဲ့အကျိုးစီးပွားကိုလည်းမှန်မှန်ကန်ကန်သိနိုင်မြင်နိုင်တယ်ငါဘာလုပ်ရင်ကောင်းမယ်ငါဘလို့ပြောရင်ကောင်းမယ်ငါဘလို့တွေးရင်ကောင်းမယ်မြင်နိုင်တယ်အဲတပါတော့သူတို့အကျိုးရှိဖို့လည်းပဲဘလို့လုပ်ပေးရရင်အကျိုးရှိမယ်ဒါတွေကိုမြင်နိုင်တယ်သိနိုင်တယ်နောက်ဆုံးအတိညာအစဉ်စဉ်မြင်ပြီးတော့တာမန်လူတာမန်တတ္တဝါတွေမသိနိုင်မမြင်နိုင်တဲ့တရားတို့တရားမြတ်တွေကိုတောင်းရနိုင်တယ်လို့မြတ်စွာဘုရားအဲ့ဒီမှာဟောတယ်ဟုတ်လား ဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုဖြူရှင်ဖို့တန်ရှင်းဖို့ဖုံဖုံတို့တွေဟာမှန်ကန်တဲ့နီလန်းတွေကိုအသုံးပြုပြီးတော့ကြိုးပမ်းအထောက်ဖို့မလိုဘူးလားလိုတယ်နော်စိတ်အညစ်အကြေးကင်းဖို့ရာကအလွန်ရေးကြီးတယ်ပေါ့ရုပ်အညစ်အကြေးကင်းဖို့ရာကတိလောက်ကြီးအရေးမကြီးဘူးပေါ့